ဒီကနေ့အောင်တိုဘာလ18ရက်နေ့သတင်းတွေကထူးခြားသတင်းတွေကိုသတင်းရယူတင်ဆက်ပေးနေတဲ့သတင်းထောက်မြတ်သစဉ်ကိုဒီဘူဘူစတူဒီယိုကနေတက်ရိုက်ဆက်သွင်းမြင်မြင်တော့မှာဖြစ်ပါတယ်။မင်္ဂလာပါမြတ်သစဉ်ဒီကနေ့ရရှိထားတဲ့သတင်းတွေကဘာသတင်းတွေများပြောပြချင်တာရှိလဲရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့ပြောပြချင်တာလေးကတော့ဗောနော်တည်င်းကျွလာပြင်းညကချောင်းမြို့နယ်ဘုံတူကြီးရွာကစီမီတပိတ်ကိုစစ်တပ်ကစက်တက်လေဒီပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အဲဒီကနေ့မှာတည်င်းစာရှင်းလင်းပွဲတရက်ပြုလုပ်ခဲ့ပါတယ်အဲအဲ့ဒီနေ့ကဖြစ်စဉ်ဟာအရသာပြည်သူတွေကိုရွေကျက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အပါအဝင်စစ်အုပ်စုကတာဝန်ခံရမယ်လို့ပြောဆိုခဲ့ပါတယ် ။တရင်းစာရှင်းလင်းပွဲကိုတော့ထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းအင်အားစုမုံရအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီချောင်းဦးမြို့နယ်လူငယ်အင်အားစုတပိတ် ကော်မတီမုံရလူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့သခိုင်းတိုင်းဒေသတပိတ်အင်အားစုတို့ကဦးဆောင်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲတရင်းကျွလာပြည့်နေ့ကဆိုလို့ရှိရင်ပေါ့နော်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရလဖြစ်ပါတယ်။အဲ့ဒီနေ့ညမှာဆိုရင်စီမီပူဇော်ပွဲကိုနေရာတိုင်းမှာပြုလုပ်လို့ရှိသလို ဘုံတို့ကြေးရွာမှာဆိုရင်လေဒီလိုပဲစီမီပူဇော်ပွဲကျင်းပနေရင်းနဲ့မှာစစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ပြည်သူတွေဟာတပိတ်အင်အားစုတွေနဲ့အတူနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါံဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးလူငယ်တွေကို ရှေ့တန်းအတင်းအဓမ္မပို့နေတဲ့စစ်မှုထမ်းဥပဒေရုပ်သိမ်းရေးနဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းလွတ်လပ်စွာစုဝေးပြီးတော့ငင်းညံ့စွာဆန္ဒပြဆူတောင်းခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုငင်းညံ့စွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူတွေကိုပါရာမော်တာနဲ့ဘု ုံးကျဲချခဲ့တဲ့အတွက်ပေါ့နော်ထိခိုက်ဒဏ်ရာရရှိသူ62ယောက်ရှိပြီးတော့တည်ဆုံးခဲ့ရသူက23ယောက်ရှိခဲ့တာပါအဲတည်ဆုံးသွားခဲ့ရတဲ့သူတွေထဲမှာအသက်18နှစ်ယောက်ကလေးငယ်9ယောက်လည်းပါဝင်ခဲ့ပါတယ် ဒီလောက်ရဟာဆေးရဇဝဲမှုမြောက်ပြီးတော့လွတ်လပ်စွာစုဝေးခွင့်ဒီမိုကရေစီကိုတိုက်ရိုက်တိုက်ခိုက်တာဖြစ်တယ်လို့စေအောင်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုမထီပါဖို့ချင်းချောက်တဲ့အကြမ်းဖက်တဲ့ကဘာတိလောက်ရဖြစ်တယ်လို့လည်းသတင်းစာရှင်းလင်းပွဲမှာတင်ပြခဲ့ပါတယ်။ဒီလိုစေအောင်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံပဲစန့်ကျင်ဆန္ဒပြတဲ့ရသားပြည်သူတွေကိုတိုက်ခိုက်တာကအဲသူတို့နဲ့နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုတွေအပေါ်ပေါ်ပေါ်ထင်ထင်ချင်းချောက်တာဖြစ်တဲ့အတွက်ပြည်သူလူထုတွေအနေနဲ့မိမိတို့ရဲ့ရပိုင်ခွင့် နိုင်ငံသားခွင့်ရည်တွေအတွက်ဆက်လက်တိုက်ပွဲဝင်ကြဖို့ကိုလည်းဒီသတင်းစာရှင်းလင်းပွဲကတစင်တောင်းဆိုခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါတခြားရောထူးခြားသတင်းတွေများပြောပြချင်တာရှိလားရှင်။ အဲဟုတ်ကဲ့ပါရှင်အဲစစ်ကော်မရှင်စစ်တပ်ကနေပြီးတော့စစ်မှုထမ်းတင်နန်းချောင်းတွေကိုထတ်တိုးပွင့်နေထတ်တိုးပွင့်နေပြီးတော့လေ့ကျင့်ပေးနေတယ်ဆိုပြီးမြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDS ဆိုင်ကဒီကနေ့မှသတင်းထုတ်ပြန်ခဲ့ပါတယ်စစ်မှုထမ်းတင်နန်းချောင်းများထတ်တိုးပွင့်နေပြီးတော့အဲစစ်တင်နန်းချောင်းပေါင်း28ခုထိရှိလာတယ်ဆိုပြီးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်မှုထမ်းတပ်သားတွေတိုးမြှင့်စုဆောင်ရရှိမှုပေါ်မူတည်ပြီးတော့အရန်တင်နန်းချောင်းတွေအဖြစ်ခအက တာကအားနဲ့ရလဒ59ຫນွေမှာထပ်တိုးဖွင့်လှစ်လေ့ကျင့်ပေးနေတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။စစ်မှုရန်အပတ်စဉ်16အထိစစ် အခြေခံလေ့ကျင့်ရေးတက်6တက်တက်မတော်တက်မြင့်လေ့ကျင့်ရေးကျောင်း17တက်အရာခံနဲ့အကြက်ကြီးသင်တန်းကျောင်း2တက်တက်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံဘာထူးဖို့သင်တန်းကျောင်း ခြေလင်းအကူလက်နက်ကြီးသင်ကျောင်း အဲတက်မတော်ကုခန့်ပညာနဲ့အာကစားသိပ်ပံနဲ့အမှတ်50ခုရေတက်လေးချင်ရေတက်တွေမှာလက်ခံလေးချင်းတင်နန်းပေးခဲ့တာဖြစ်တယ်လို့လည်း MDSI ကဆိုပါရယ်အဲဒီအော်တိုဘာလ10ရက်နေ့အထိဆိုရင်စစ်မှုထမ်းအပတ်စဉ်15ကိုလေးချင်းတင်နန်းဆင်းပေးထားပြီးတော့အပတ်စဉ်18ကိုတော့မကြခင်ဖွင့်လှစ်နိုင်မှုပြင်ဆင်လှုပ်ဆောင်နေတဲ့ဒီစစ်ကော်မရှင်စစ်တပ်ဟာစစ်မှုထမ်းတပ်သားတွေကိုလစဉ်တတ်မှတ်အရေးအတွက်ကြော်လွန်ရရှိအောင် နီးလန်းမျိုးစုံနဲ့ဖန်းစည်းစုဆောင်နေပြီးတော့ရှင်ဟုံမပြတ်လေ့ကျင့်သင်တန်းပေးနိုင်မှုအတွက်ကိုလည်းစစ်သင်တန်းကျောင်းတွေထပ်တိုးပြင်ဆင်ဖွင့်လှစ်လာတာဖြစ်တယ်လို့လည်း MDSI ကအထုတ်ပြန်ကြတာတစင်ပြောဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။